အရှိတောင်အာရှအခြေဆိုင်အွန်လိုင်းငွေကြေးလည်လည်မှုဂျားဖြန့်ကိုရက်ကြီးတစ်ခုနဲ့ဆက်ဆက်တဲ့ပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာသန်း300ကျော်လောက်ကိုတင်စီရမိထားပြီဖြစ်တယ်လို့ထိုင်းအစိုးရကပြောပါတယ်ဒီဇင်ဘာ3ရက်နေ့မှာဝန်ကြီးချုပ်အနုဒင်ချန်ဗီယက်ကကအဲ့ဒီတင်စီရရှိမှုတွေအကြောင်းကိုထုတ်ပြန်ခဲ့တာပါအမေရိကန်အာရှနဲ့ဥရောပတို့မှာဂျားဖြန့်နှင်းနှင်းရေးအထောက်မှုတွေကိုအရှိန်အဟုန်မြင့်တက်လာတဲ့အချိန်မှာထိုင်းအစိုးရကဒီသတင်းကိုကြေညာခဲ့တာဖြစ်ပါတယ်အထူးသဖြင့်အမေရိကန်ဟာ တမောရီးယားနဲ့အရှေ့အာရှနိုင်ငံတို့မှဖြန့်ကျက်ထားတဲ့ဂျားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်နေတဲ့ Prince Holding Group ကိုပြစ်မှတ်ထားဖြိုခွင်းလာနေပါတယ်။ Prince Holding Group ကိုထူထောင်သူတရုတ်နယ်ပေါ်ချန်ဂျီဟောင်းကမ္ဘောဒီးယားမှာဂျားဖြတ်လုပ်ငန်းစုံတွေထူထောင်ထားပြီးလူမောင်ကိုကူရတဲ့နိုင်ငံခြားသားဝန်ထမ်းတွေကိုငွေလိမ်တဲ့အလုပ်တွေမှာအတမအစေခိုင်းနေတယ်လို့အော်တိုဗော်လာမှာအမေရိကန်အာနာဘန်တွေကဆက်ဆဲပြောကြားခဲ့ပါတယ်။ဒီနောက်တွင်တွေ့ဆုံတဲ့အချိန်မှာအနျူတန်က ထိုင်းရဲ့စုံစမ်းစစ်ဆေးရေးအရာရှိတွေချေရခန့်သိမ်းဆည်းရမိခဲ့တဲ့ဒေါ်လာသန်း300ဖိုးပိုင်ဆိုင်မှုတွေဟာချန်ဂျီကမ္ဘောဒီးယားအထက်လွှတ်တော်အမတ်တူထိုင်းနိုင်ငံသား2ဦးတို့နဲ့ဆက်နွယ်ပတ်သက်နေတယ်လို့ပြောကြခဲ့ပါတယ်။အထူးတာဝန်ရှိသူတွေအားလုံးဟာတရားဥပဒေနဲ့အညီစစ်ဆေးအရေးယူခံရဖို့လိုအပ်ကြောင်းလည်းအနျူတန်ကဆိုသွားပါတယ်ရှင်။